ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြောမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွဲစမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ် ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ဆောက်ကဟော့ဆက်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုစွန်းနေတော့တောင်းမဲ့အကြောင်းအရာကတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါပူရဲပန်ရှင်ဖြစ်တဲ့ဆာဂျန်ရက်ကလစ်ပြီးတော့ Times Magazine နဲ့ Times သတင်းစာနဲ့ပေါ့နော် local interview မှာပြောထားတဲ့စကားတွေရေချင်းတစ်ခုတော့ရောင်းနေပြီလို့ပြောလို့ရတယ်တင်းမှာဟိုရေချင်းတစ်ခုရောင်းနေပြီလို့ပြောလို့ရတယ်ပြီးတော့ United ဒါဘာပြောပြောဒီ Arsenal နဲ့ပွဲ ဒီ social net နဲ့ပွဲဒီပွဲတွေမှာပုံစံကောင်းလေးပြခဲ့တဲ့အခါမှာ Sergeant Radcliffe အခုဟိုမမထန်ထန်ပြောတယ်လို့လည်းယူဆလို့ရတယ်စိတ်ဝင်စားဖို့တော်တော်လေးတော့ကောင်းတယ်ဆိုတော့အဲ့ဒီမှာဒီ interview မှာသူပြောသွားတာတွေကိုကြည့်လိုက်တဲ့အခါကျတော့အဓိကအချက်ကဘာလဲဆိုတော့ तू ကဘာလို့မကြောက်တတ်ဘူးဘလို့အခြေအနေကိုမှမကြောက်တတ်ဘူး ဒါပေမဲ့အစိတ်တော့ဖြစ်တဲ့အထိအပြိုးဆလုပ်လာမယ်ဆိုရင်တော့ဒီထွက်သွားမှာဆိုတဲ့ပုံစံမျိုးအဓိကပြောသွားတယ်ပြီးတော့သူ့ကိုယ်သူမကြောက်တဲ့သူအဖြစ်လေသူကရှေ့မှာလုတ်ခဲ့တဲ့ရှေ့ဒီရှေ့သမိုင်းကြောင်းမှာလုတ်ခဲ့တဲ့ Zala Ferguson Sativa Mice အစားထိုးတဲ့လုတ်ရက်တို့ဒါကလေးသားတွေခြားတာပြီးတော့ဒီ Adwood တို့ Richard Arnold တို့သူတို့နဲ့ပတ်သက်ပြီးတော့လည်းပုံမှန်လေးလေးပဲရိုးရိုးရှင်းရှင်းပဲတဲ့စော်သွားတယ် ဆိုတော့တော့သူကတော့မှန်တယ်ဆိုတဲ့ပုံစံမျိုးကိုအခိုင်အမာပြောသွားတယ်။ဒါပေမဲ့အဲ့လိုသူလုပ်တဲ့ဆုံးဖြတ်ချက်တွေကမှန်သည့်တိုင်အောင်လူတွေမလူလူကြိုက်နေတယ်ဆိုရင်လည်းသူပြူးဆိုင်တယ်မှာမဟုတ်ဘူးဆိုတော့ပြောသွားတယ်။ဆိုတော့ကြိုက်တော့ဝေဖန်ကြ။လောရတာထတော့ပုံမလာနဲ့။အာဒီကလပ်ကထွက်သွားမှာဆိုတာမျိုးကိုသူဒါကျွန်တော်ပုံခေါ်လို့ရတယ်ပေါ့နော်။ဆိုတော့ဒါကစိတ်ဝင်စားစရာကောင်းတယ်။ဆိုတော့အားလုံးသိတဲ့အတိုင်းပဲအခုဗာဂျန်ရာကလစ်ကမန်ချက်စတာယူနိုက်တက်အပ်တယ်မှာဂလီဇာမီသားစုစီကနေပြီးတော့ ဟိုသူပိုင်လာတဲ့ share က28.94 percentage ကိုရောက်လာပြီเนาะရောက်လာတဲ့အခါမှာဒီ club အသင်းရဲ့ operation တွေကိုသူသူရဲ့အဲသူသူအထက်အတိုင်းတွေ့နေတယ်ဆိုတော့အသက်20 82နှစ်ရှိပြီ Manchester United အသင်းရဲ့ football operations တွေကိုမနေ့ကစပြီးတော့လုံးဝလွှဲပြောင်းပြုပြီးတော့သူစိတ်ကြိုက်လို့တယ်ကလေးသမီးသားစုကလည်းသူ့ကိုလုံးခွင့်ပေးလိုက်တယ်ဆိုတော့ ဒီအနေအထားမျိုးမှာဒီသူလုပ်တဲ့အလုပ်တွေမှာထားပါတော့အမှားလည်းရှိမယ်အမှန်လည်းရှိမယ်ဒါကတော့လူတိုင်းပဲညင်လို့မရအောင်အဲ့ဒီအနေအထားမျိုးမှာတိုင်တွယ်နေရင်းနဲ့တချို့သောလုံဆောင်ချက်တွေကပြင်းပြင်းထန်ထန်ဝေဖန်တာတွေကိုခံရတယ်အထူးသဖြင့်ထားပါတော့ဒီစီဇန်အလယ်ကြီးမှာဒီကိုယ်ဝင်ကြီးလက်မှတ်တွေတိုးမြင့်လိုက်တဲ့အခါကျတော့အသက်၁၆နှစ်အရွယ်ကလေးတွေနဲ့တကယ် pension တွေပေါ့နော်ပြင်ဆင်ယူထားပြီးသားလူကြီးတွေအတွက်ဒါဒုက္ခရောက်သွားတဲ့အနေအထားမျိုးတွေတခြားသော unpopular decision တွေလည်းအများကြီးပါ တော့သူအဲ့ဒါတွေထားတယ်ဒါပေမဲ့သူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုသူရှင်းရှင်းလင်းလင်းပြောတယ်သူ့ကိုတိုက်တော့ဝေဘာသူမကြောက်ဘူးသူလုံးဆောင်ရှိတာလုံးပါပဲဆိုတဲ့ပုံစံကိုပြောတယ်ဆိုတော့အဲ့လိုပြောတဲ့အတွက်လည်းဒီ Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes နဲ့လည်းတိတ်မကြောက်သေးခင်ကညှိလိုက်သေးတယ်အဲဒီတော့ကသူပြောသွားတာကဟိုနာမည်အတိအကျမတက်ဘဲနဲ့ဒီ club မှာကဒါပေမဲ့အဲ့ဒီတော့ငါမီဒီယာတွေကပြောလဲဆိုတော့ Casemiro, Anthony, Jadon Sancho violent onana rafford အဆိုဒီကစားသမားတွေကိုပြောတာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်တာတွေတော့ဒါကျွန်တော်တို့ကြားလိုက်ဖတ်လိုက်ရတယ်အဲအဲ့ဒီတုံးကလည်းသူဘာပြောလဲဆိုတော့ဒီ overpay ဖြစ်နေတချို့ကစားသမားတွေကလိုအပ်တာတဲ့ပတ်စံတွေပိုရနေကြတယ်ပေါ့အဲ့ဒါကြီးကအဆင်မပြေဘူးဆိုတော့ပုံစံပြောသွားတယ်ပြီးတော့ဟိုလုံလောက်တဲ့ခြေစံမပြနိုင်ဘူးပေါ့လက်ရှိမှာချက်ဆောင်ရတဲ့တကသူ debt သူပြောသွားတော့ အဲ့ဒီအချိန်လုံးကဘရိုနိုဖာနန်ဒက်စ်ကပါပြန်ပြောလဲဆိုတော့ဒီဒီကစားသမားတွေကိုကြီးလာရင်တဲ့အသင်းကဒီကစားသမားတွေကတယောက်နဲ့တယောက်ဝယ်ထားတာမဟုတ်ဘူးအသင်းကဝယ်ထားတာအသင်းကဘာလို့ဝယ်ထားလဲဆိုရင်အသင်းတို့လိုအပ်မယ်ထင်လို့လုံလောက်မယ်ထင်လို့ဒီကစားသမားတွေစီမှာကိုယ်ပိုင်အနာကက်ရှိကြတဲ့ဂျာတွေကဒီအသင်းနဲ့သဘောတူညီမှုရလို့ပြောင်းလာတဲ့သူတွေကြီးပဲဆိုတော့အဲ့ဒီအဲ့ဒီအကြောင်းကိုသူပြောသွားတယ် ဆိုတော့ idon ကလည်းဟုတ်တယ်ဒီကျွန်တော်မှတ်မိပြီစာဂျန်ရက်ကလစ်က idon ကဘာလဲဆိုတော့ဟိုအသင်းကိုရောက်လာတဲ့ကစားသမားတော်တော်များများကျွန်တော်တို့ဝယ်ထားတာမဟုတ်ဘူးတဲ့အသင်းကဝယ်ထားတာတဲ့ idon က red cliff ကလို့ပြောတာငါတို့ဟိုဟာ anthony ကိုဝယ်တာမှန်တယ်တဲ့ casemiro ကိုဝယ်တာမှန် onana ကိုဝယ်တာမှန်တယ်တဲ့ဒါပေမဲ့တချို့ကစားသမားတော်တော်များလည်းငါတို့ဝယ်တာမဟုတ်ဘူးတဲ့ဒါပေမဲ့အဲ့လိုသူတို့ဝယ်သူတို့အဲ့လိုခေါ်လိုက်တဲ့ကစားသမားတွေကရှေ့ကခေါ်ထားတဲ့ကစားသမားတွေကိုထဲမှာဒီ ဘယ်လိုခေါ်မလဲဆိုတော့ overpay ဖြစ်နေတာတွေပါတယ်ပြီးတော့ဒီမလုံလောက်တဲ့ကစားသမားတွေပါတယ်အစရှိသမဲ့သူအဲတုန်းကသူအဲ့ဒီအတိုင်းပြောထားတာအဲ့ဒီပြောထားတော့ Bruno Fernandes ကအဲ့ဒီဟာကိုပြန်ပြောတာပြီးတော့ဒီကစားသမားတွေအပေါ်ဒီလိုပြန်ဒီလိုပြောနေတာကဒီအစင်မပြေဘူးဆိုတဲ့အကြောင်းကို Bruno Fernandes ကပြန်ပြောထားတယ်ပြီးတော့ကစားသမားအတိုင်းဟာထိုက်တန်လို့ဒီလိုစာချုပ်ရထားတာယူဟိုအသင်းတွေကဒါစွန့်စားတင်းတော့စွန့်စားတာပေါ့သူတို့အဲ့လိုကြားရတာသူတို့တော်တော်အစင်မပြေဘူးပါ냐ဆိုတော့ Bruno Fernandes ကတော့မှပြန်ပြောထားတာရှိသေးတယ်အဲ့တုန်းကလည်း ဒါကပတန်ဖရန်ဒက်စ်နဲ့ညီတယ်ပေါ့ဒါထားပါတော့ဒီရက်ကလစ်ကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘရိုနိုဖရန်ဒက်စ်ကိုလည်းသူဘာမှပြန်မပြောဘူးဘရိုနိုဖရန်ဒက်စ်ရဲ့အယူအဆကိုသူလက်ခံတာဖြစ်ကောင်းလည်းဖြစ်မယ်ဒါပေမဲ့အသင်းကပတန်တူအနေနဲ့ဒီလောက်တော့ပြောခွင့်ရှိတယ်လို့ယူဆတယ်လည်းဖြစ်ကောင်းဖြစ်မယ်ပြီးတော့ပတ်ဖော်မန့်ကောင်းကိုပြနေသူတူအနေနဲ့ဟိုကို့အသင်းဖော်တွေကိုဒီလိုပြောတော့မကြိုက်လို့ပြောတာဖြစ်ကောင်းလည်းဖြစ်မယ်ဒီစာချန်ရက်ကလစ်ဘက်ကတော့ဘာမှပြန်မပြောဘူးဒါပေမဲ့သူကထားပါတော့သူ့စီမှာအဲ့လိုမျိုးအရန်ကိုအာနတ်ဖြစ်တဲ့ review တွေကိုသူကထပြလိုက်ရှိတယ်ပြီးရင်သူကသူဘယ်လိုပဲပြောနေသူကဘယ်လိုပဲဝေဖန်နေပါစေဘာတွေပဲလုပ်နေပါစေအဲ့လိုပဲပရိသတ်တွေကလည်းသူ့ကိုဘယ်လိုပဲဝေဖန်နေပါစေဘယ်လိုပဲဆဲဆိုနေပါစေသူက club အသင်းရဲ့အနာဂတ်အတွက်ရေးရှိကိုကြည့်ပြီးအခုဆိုလူသိန်းဆန်နဲ့ကွင်းကြီးကိုနှစ်ပေါင်2ဘီလီယံအကုန်ကြက်ခံပြီးဖောက်ဖို့လုပ်နေတယ်ဆိုတော့ပုံစံမျိုးတွေသူပြောတယ်အဲတခုရှိတာကဘာသူပြောတဲ့စကားအတိအကျပါနော် unpopular decision တွေကိုချဖို့အတွက်ငါကြောက်နေမှာမဟုတ်ဘူးလူတိုင်းကကိုချတဲ့ဆုံးဖြတ်ချက်ပဲမှန်တယ်လို့ထင်တဲ့သူတွေကတခြားသူတူဆုံးဖြတ်တဲ့ကိစ္စကိုတိုက်လို့မရှိဘူးဆိုတာလည်းငါနားလည်ပြီးသားမန်ချက်စတာယူနိုက်တက်မှာတာမျိုးကပို့ပြီးလို့ဆိုတယ်ဒါပေမဲ့သူဓာတ်တွေကိုသာကြောက်နေမှာဆိုရင်သူဒီဒီအလုပ်အလုပ်ကိုလုပ်လာမှာမဟုတ်ဘူးလာလုပ်မှာမဟုတ်ဘူး ပြီးတော့ဂလေးသား family လူမျိုးသားရှေ့ရဒီပန်းရှင်တွေဖြစ်တဲ့ဂလေးသားမိသားစုလူမျိုးသား abuse လုပ်ခံရမယ်ဆိုရင်လုံလောက်ပြီငါစက်မလုပ်တော့ဘူးတခြားတယောက်သာရှာလိုက်တော့ဆိုပြီးတော့ထွက်သွားမှာဆိုပြီးသူပြောသွားတယ်ပြီးတော့အခုအချိန်မှာဒီဂလေးသားမိသားစုကလူမြင်ကွင်းနောက်ကိုရောက်နေတယ်အားလုံးနဲ့ရင်ဆိုင်နေရတဲ့အဆုံးဖြတ်ချက်တွေပေါ့နော် အားလုံးနဲ့ရင်ဆိုင်နေရတဲ့သူက तू ဒီအဆုံးဖြတ်ချက်တွေကိုချနိုင်ရတဲ့သူကသူဆိုတော့ဂလေးစာမိသားစုထက်စာရင်အခုအချိန်မှာ तू ကပို့ပြီးတော့ပြောခံရဆိုတော့ तू ပြောသွားတယ်ဒါပေမဲ့ तू ကဂလေးစာမိသားစုကလူတွေပြောသလောက်ဆိုးတဲ့သူတွေမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုဂလေးစာဒီ at glazer နဲ့ဒီ match arsenal နဲ့ပွဲတော့ကပြီးခဲ့တဲ့တစ်ပတ်က arsenal နဲ့ one draw ပွဲတော့ကသူအတူတူထိုင်ကြည့်တယ်အရှင်းမှလည်း तू ဂျိုကဂလေးစာနဲ့ तू ပွဲတွေကြည့်ဘူးတယ်ဆိုတော့ तू ကဒီမိသားစုဟာ ဒီဒီလောက်ထိဟိုဘယ်လိုခေါ်မလဲလူကောင်းနေဆိုပြီး तू ပြောသွားတယ်ဒီလောက်ထိအပြောခံဖို့မတိုက်တန်ဘူးသူ့ကအဲ့လိုလာပြောရင် तू ကထွက်သွားမှာဆိုတာမျိုး तू တဲ့တဲ့ပြောတဲ့တဲ့ပြောသွားတာပြီးတော့ဒီ at who are richard arno ro ကိုလည်းအဲ့လိုလူတွေလိုလည်း तू သီးခံနေမှာမဟုတ်ဆိုပြီး तू ပြောသွားတာဘာကြောင့်လဲဆိုတော့ richard arno က rabbi ကလာတဲ့သူတဲ့ဘောလုံးကြောင့်တော့နားလေတယ် तू မဟုတ်ဘူးတဲ့ဆိုတော့ at who what ကလည်းဘောလုံး club တင်တဲ့သင်ကိုဘယ်လိုကင်တူရမလဲဆိုတော့နားလေတယ် तू မဟုတ်ဘူးတဲ့ ူကတကယ် banker တယောက်ပေါ့နော်ဒီဘဏ်လုပ်ငန်းရှင်တယောက်ပြီးတော့ accountant တယောက်ဒီ chief executive ပေါ့လို့ chief executive တခါမှဖြစ်ခဲ့ဘူးလားသူမဟုတ်ဘူးလေဆိုတော့ she CEO နှစ်ယောက်စလုံးတော့သူကတိတ်သွားတယ်တိတ်သွားပြီးတော့တခါအဲ့အပြင်ကလေးစားရဲ့ဆုံးဖြတ်ချက်ကိုလည်းသူတိတ်တယ် sales officer အစားပြေမွိုင်း2013တော့ကိစ္စပေါ့လေကျွန်တော် David Moyes ကိုကြိုက်တယ်တကယ် manager ကောင်းတယောက်လို့လည်းကျွန်တော်မြင်တယ် ဒါပေမဲ့ဆာအလ်ဖောက်ကန်ရဲ့ level လားဆိုတဲ့ပုံစံကိုသူပြောသွားတယ်။တယောက်က Premier League ဖလား7ချိန်အောင်ယူလာတယ် Champions League ဖလား2ချိန်ယူလာတယ်အသင်းကကမ္ဘာအကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တည်ဆောက်ထားတယ်သူသူ့နေရာမှာအစားထိုးတဲ့သူကထိတ်တန်းကစားသမားအဆင့်တွေကိုကန်တွယ်ဖို့တဲ့အတွေ့အကြုံတော့မရှိဘူး။ဘာဖလားမှာတော့မှမမေရရဘူးတော့မဟုတ်ဘူး။ဆိုတော့ဒီနေရာမှာဒီလိုအစားထိုးတဲ့ကိစ္စမျိုးလည်းမှားတယ်ပေါ့။သူကအဲ့လိုမမှားဘူးပေါ့။သူ့တော့ဒီလိုလာလာပြီးတော့ငွေပန်းနဲ့ ော် toxic level အထိရောက်လာပြီဆိုရင်တော့သူ့ဒီ abuse လုပ်တဲ့အနေအထားတွေရောက်လာပြီဆိုရင်တော့သူ့အတွက်လည်းအဆင်မပြေဘူးသူ့မိသားစုအတွက်လည်းအဆင်မပြေဘူးသူကအဲ့လိုဆက်ဆံခံကိုထိုက်တန်လာဆိုတော့မဟုတ်ဘူးအဲ့ကျရင်လွတ်ချပြီးတော့တခြားသူဆက်လုပ်တော့ဆိုရင်သူထားခဲ့ပါဆိုပြီးတော့သူပြောသွားတယ်အော်ပြောသွားတာတွေကကောင်းပါတယ်သူပြောသွားတာတွေကကောင်းပါတယ်ဆိုတော့ကျွန်တော်တို့လည်းဒီ Sanya Radcliffe any of loaded case မှာမှန်တဲ့ကိစ္စတွေကစဝင်လာကလေးကသူလုပ်ခဲ့တယ်သူကဒီထားပါတော့ ဒီစီဝါရီတမားပေါ့နော်စီဝါရီတမားသူဝင်လာတဲ့အချိန်မှာတချို့ဝေဖန်မှုတွေရှိတယ်အဲ့ဒါပါလဲဆို brain washing လုပ်တယ်ပေါ့သူက chemical ဓာတုဗေဒပစ္စည်းတွေထုတ်တဲ့သူဆိုတော့သဘောပေါ်ရင်လည်းပတ်သက်ပြီးတော့ဝေဖန်မှုတွေသူ့ company ကရှိတဲ့အချိန်မှာအဲသူဒီဟာအတွက် United ဖြစ်ဖြစ်တခြားထိတ်တန့်အသင်းဖြစ်ဖြစ်ဆိုပြီးတော့ဝေဖန်ခံရတာရှိတယ်ဒါပေမဲ့သူငငယ်တည်းကသူက United ပြည်သက်ဆိုပြီးသူပြောခဲ့တယ်ပြီးတော့ United ကိုရောက်လာတယ် Football Operations Spine ကိုသူဝယ်ကိုင်းတယ်ကလေးသာမိသားစုအစားရှိရနေလို့သူဝင် အစဲခံပေးတယ် အသေးခံပေးပြီးတော့သူလုံးဆရာရှိတဲ့ကိစ္စတွေကိုလုပ်တဲ့ခြေလှမ်းနေတဲ့မှန်တော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘောလုံးနဲ့ပတ်သက်ပြီးတော့တကယ်ကျွမ်းကျင်ပါတယ်ဆိုတဲ့သူတွေပြီးတော့အားကစားစီမံခန့်ခွဲမှုကျွမ်းကျင်သူတွေအားကစားစီးပွားရေးစီမံခန့်ခွဲမှုကျွမ်းကျင်သူတွေဝိုင်းရံပြီးတော့တည်ဆောက်တယ်အဲ့ဒီနောက်ပိုင်းမှာမှတခါအဲ့ပေါ်မူတည်ပြီးတော့တချို့သောစမစ်ချက်အမားတွေ Dan Ashworth တို့အမားတွေမှာလေအမားတွေဖြစ်ပြီးတော့ဒီ Eric Dehack ကိစ္စမှာလည်းအမားတွေဖြစ်အိုးတော့လည်းသူစောက်ဆုံးဖြတ်တယ်ကျွန်တော်တို့ပြောခဲ့တာပဲ ရှေ့တစ်ဘက်ရှေ့တစ်ဘက်ကအင်တာဗျူးမှာပါဒီ Eric Ten Hag ရဲ့ဆုံးဖြတ်ချက်ကအမားပါဆိုသူကထုတ်ဝင်ခံတာကျွန်တော်အစိုးရကြီးကပြောခဲ့တာဒီဆုံးဖြတ်ချက်ကမားတယ်ထုတ်မှာဆိုစော်ရီးကြီးကတော့ပါမယ်ထားပြီဆိုရင်လည်းရာသီကုန်ထိဆက်ထားပြီးတော့တေးထားရှာရုံပဲအဲ့လိုမျိုးဝုန်းဝုန်းလောက်လေးတော့နောက်ဆုံးဘာဖြစ်သွားလဲတက်တန်းမှာထပ်တိုးလိုက်သေးတယ်နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ပတ်စံနေပိုးကုန်တာပဲဖတ်တင်တယ်အဲ့မှာပိုဆိုးတာတဟက်ကိုပေးရတဲ့ကြော်ကြီးကအဓိကပြဿနာမဟုတ်ဘူးအဲ့ကြော်ကြီးထပ်ပိုဆိုးတာကတဟက်ကိုဆက်ထားဖို့ဆုံးဖြတ်ပြီးတဲ့နောက်တဟက်ကြိုက်တဲ့သူတွေကို ထက်ခွာပြန်အောင်ဆိုတော့ငွေကကြက်နေရတဲ့ကြားတယ်ထက်သုံးရပြန်အောင်သုံးတော့အဲ့ဒီချိန်မှာကိုယ်ပွဲတော့ပဲကန်ပြီးဖြုတ်လိုက်တဲ့အခါကျတော့နောက်နီးပြအတွက်ကြတော့အဲခေါ်မယ်ငွေကမရှိတော့ဘူးတရှင်းနီးပြခေါ်ထားတဲ့ကစားသမားတွေဖြစ်နေတယ်ဆိုတော့ဒါမျိုးတွေပေါ့တကယ်ဆိုရင်ဒီတဟက်ကိုရာဇဝင်ကုန်ထိဆက်ထားပြီးတော့ငွေလည်းမသုံးခိုင်းမနဲ့ဆက်ထားပြီးတော့ငွေကိုစုထားမယ်လူမလူပေးမခေါ်တော့ဘူးနောက်နီးပြကိုသူတို့ဘယ်သူရွေထားတယ်လဲအဲရွေထားတဲ့သူ ਨੇ ကန့်ညီမဲ့ တရားသမားတွေကိုကြိုးပြီးထိတ်ဆရာချိတာချိတ်တာဆိုတော့ဒီလိုခြေလမ်းတွေလှန်ခဲ့ရမှာအဲ့လိုမဟုတ်ဘူးဆိုလည်းအဲ့မနေ့ကမန်ချက်စတာစီးတီးအသင်းနဲ့ FA Club Final မတိုင်ခင်ကတည်းကဖြစ်စီရာစီတွင်းပေါ့လေဘောလုံးဝပြီးမှလက်သက်တည်းရှင်းထုတ်ထားပလိုက်ရမှာထုတ်ပြီးတော့တကယ်သူတို့လိုချင်တဲ့သူနဲ့အနာဂတ် plan တွေကောင်းအောင်ဆက်ပြီးတော့အဲ့နီးပြတက်ကိုအဲ့ချိန်မှာရော့တန်း200သုံးခိုင်းပြီးတော့အသင်းကိုတိဆောက်ဖို့လုပ်ရမှာထားပါတော့ဒီဟာကြီးမှသူမှားခဲ့ ဒါပေမဲ့ तू မှန်ခဲ့တာကြီးလည်းအများကြီးရှိတယ်အခုပြောတာတွေကတော့ကျွန်တော်တို့ဒီရေဘူးရအမြင်နဲ့ပြောပါစမ်းထောက်ခံတယ်တချို့ပြည်သက်တွေဟာလောထတာတဲ့လွန်ကဲတဲ့ဝေဖန်မှုစဲစုံကို tick နဲ့ရှိဝုန်းဆိုတာမျိုးတွေရှိတယ်တချို့ပြောတာတော်တော်များများလို့မဟုတ်ကိုယ်တင်ရောကိုယ်ရိုသားသားဟိုချစ်လို့အားပေးတာအားမလို့အားမလို့အားပေးတာဒါပေမဲ့တချို့အဲ့လိုမဟုတ်ဘူးဟိုအချိန်ကောင်းဆောင်ပြီးတော့ tick နဲ့ရှိထောက်တာဝုန်းဝုန်းနဲ့ပြည်သက်တွေရှိတယ်အဲ့လိုလူမျိုးတွေပြောခံဖို့တော်တော်ငါမထိုက်တော့ငါလက်တော်မှာစာလို့သူပြောသွားတာ ဆိုတော့ဒါကဒီ Anias ဒီ Sagan Radcliffe Manchester United United ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြီးတော့သူ့ရဲ့ standing point ကပါလေဆိုတဲ့ဟာကိုအရှင်းရှင်းလင်းလင်းပထမဆုံးအချိန်ပဲရှေ့မှာဒီလောက်ထိသူတင်းတင်းမာမပြောဘူးအခုတစ်ခေါက်ကတော့တင်းတင်းမာပြောတယ်တော်တော်လေးတင်းမာလို့ပြောတာအချုပ်ကလောထားတဲ့ပုံမလာနဲ့ငါထွက်သွားမှာဆိုတဲ့စကားကိုဟိုတဲမပြောရုံတမဲ့သူပြောသွားတာဆိုတော့နောက်ပိုင်းဘာတွေဆက်ဖြစ်ကြမလဲအခုတော့ United ဟာပုံစံကောင်းတချို့တော့ပြနေပြီဆိုတော့တွေ့ရတယ်ဗောနော် ဆိုတော့နောက်ပိုင်းပို့ပြီးတိုးတက်လာမလားအဲဝေဖန်မှုတွေကပို့ပြင်းထန်လာမလား NS ကဆက်ရှိမလားထွက်သွားမလားဒါတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်အောင်ပေါ့ဆိုတော့ဒါကတော့ဒီ Sergeant Radcliffe နဲ့ပတ်သက်ပြီးတော့တောင်းတခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြရတယ်ဆိုတော့ House ရဲ့ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်